မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချင်းမှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ရတနာများ ူဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာကျန်ကြီးမြန်မာပြည်ပါဒီနေ့9ရက်6လ2025တင်တင်းလာနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်9ရက်6လ2025တင်တင်းလာနေ့ရဲ့တင်းနေတာခန်းမြန်မာမျိုးတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီတစ်ပတ်ဥယျာဉ်လောကန်တော့ဝါတာရဘေးပြော အလောက်ကနေပတ်တဲ့မှငွေကြီးနဲ့ပတ်တဲ့ယာယီလွှဲချုံမှုဖြစ်နေတယ်လို့ထင်နေတာဖြစ်တဲ့အတွက်စိတ်ထဲမှာထင်နေတာဖြစ်တဲ့အတွက်အဲဒီအလောက်ကနေပတ်တဲ့မှစိတ်ဝင်စားမှုအားနေတဲ့ကာလမျိုးဖြစ်ပါတယ်ကိုရင်ကိုရာကိုမိသားစုကိုလုံငန်းမှာအချင်းချင်းစိတ်ထဲမှာဟိုသဘောမတွေ့တတ်တဲ့ကာလဖြစ်ပြီးစိတ်မိမိရဲ့အလိုဆန္ဒလူနဲ့စိတ်နဲ့မကပ်ဖိနဲ့တွေးသမျှမြင်သမျှကို အောင်နောက်နေတဲ့သဘောမျိုးဖြစ်နေတာပဲဒါကြောင့်အိုးရေလောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေရတဲ့အောင်နောက်နေတဲ့ပုံကူအားလုံးတို့ဒီအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရပြောလို့ရှိလို့ရှင်ပေါ်ပင်လေးကိုကိုင်းတင်းလာအရှိအရာကိုလှည့်ပေါ်ပင်လေးကိုင်းပြီးမှသူတော်အတင်းပေါ်ပင်လေးရဲ့ကျွန်တော်လောက်ကိုင်းမကောင်းဘူးဗျာလောက်ကိုင်းယာယီလွဲချုံမှုတွေဖြစ်နေတယ်စိတ်ထဲမှာအောင်နောက်နေစိတ်ထဲမှာအလိုမကျဘူးဒါကြောင့်အလိုမကျတဲ့စိတ်တက်ဒီအလိုမကျတဲ့လောက်ကိုင်းနေ အဲအစင်မပြေတဲ့အိမ်အောင်ကြီးနဲ့ပတ်သက်တဲ့ကိစ္စအလုတ်ကိန်းနဲ့ပတ်သက်တဲ့အိမ်ဆောက်ခြင်းနဲ့ကိစ္စအလုတ်ခေါ်တာတွေနဲ့ပတ်သက်တဲ့အိမ်တွေရုပ်သွေးမှုတွေအစင်ပြေချင်တာဒါကြောင့်အသင်ဘောပင်လေးကကျွန်တော်မှာပိတ်ဆို့နေတဲ့အလုတ်ကိန်းကိုပွင့်အောင်အလုတ်ခေါ်တာလေးတွေရအောင်နော်အဲ့ဒါအိမ်လေးတွေစောင့်နေအောင်အိုးရင်လုတ်ကိန်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစင်ပြေအောင်ကုညီဆောင်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းလာရှေ့ရက်ကိုလှည့်ပြီးမှအိုးရင်လုတ်ကိန်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေစုတောင်းမယ်ဆိုရင်တင်းတော့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် ဒါကြောင့်အိုးရီလောက်ကင်နေပါတဲ့တဲ့အစမပြေကြတဲ့ပုံကူများတင်းင်းလာအရှိအရာကိုလှဲ့ဘောဘီလင်ကိုင်းပြီးဆူတောင်းမယ်ဆိုရင်အိုးရီလောက်ကင်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်မနီပဇာနဲ့ပတ်သက်တဲ့ကိစ္စမှာဒီအချိန်မှာအောင်မြင်ကြတတ်တယ်ပြုပဇာနဲ့ပတ်သက်တဲ့ကိစ္စမှာအင်္ဂါတော့အရှိတောင်းတောင်းကိုလှဲ့လှဲ့ပြီးလို့ရှိလို့ရှိရင်အစံဒီလေး၃စီကိုကိုင်းပြီးတော့ဆူတောင်းအတင်းဆန်လေးကျွန်တော်လေးအိုးရင်လောက်ကနေပတ်သက်တဲ့ကိစ္စငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်မပြေဘူးပဇာလူချင်းနဲ့ ပဒနဲ့ပဒရကိစ္စလေးရှင်းပြအောင်အတင်းဆန်းသုံးသီးလေးကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာရောက်အရှိတောင်းတောင်းလှဲ့ဆန်လေးကိုကန်ပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာเนาะဒါကြောင့်အလုတ်ကိုင်းနဲ့ပဒရကိစ္စလေးရှင်းပြခြင်းနဲ့ငွေကြီးနဲ့ပဒရကိစ္စလေးရှင်းပြခြင်းနဲ့ပေးရန်ရဇာလေးတွေအကျွေးလေးတွေကြီးခြင်းနဲ့ကုလိုဂျင်နာလေးတွေငွေကြီးနဲ့ပဒရလူကြီးနဲ့ပုံကူအားလုံးကအင်္ကာရောက်အရှိတောင်းတောင်းလှဲ့ဆန်လေးကိုကန်ပြီးဆူတောင်း န်လေးသုံးသိခံပြီးပါအတင်ဆန်လေးလို့ကင်ပြီးဆူတောင်းဆူတောင်းပြီးအဲ့ဆန်လေးကိုကြိုက်တဲ့နေရာထားလိုရင်ထကင်တိုင်ပြီးတော့ဆူတောင်းမယ်ဆိုရင်အဲ့မှာပိတ်ဆို့နေတော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေပါလိမ့်မယ်ဗျာစိတ်နဲ့လူတွေမှာစိတ်ကမြန်နေလူကကြမ်းနေတယ်အဲကြောင့်စိတ်နဲ့ပတ်သက်မှာတခုပြောရဆိုတဲ့လူတွေမှာစိတ်မြန်နေတဲ့အတွက်မလိုဘဲနဲ့စိတ်မှာအအောင်နောက်ချက်တွေဖြစ်ပြီးစိတ်တက်နဲ့ပတ်သက်တဲ့ကိစ္စမှာယာယီလွဲကြုံမှုတွေဖြစ်နေတဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်စိတ်တက်တွေနဲ့ပတ်သက်တဲ့ယာယီလွဲကြုံမှုဖြစ်နေတဲ့ပုံကိုယ်တွေ အနောက်အင်္ကာရအရှိတောင်တောင်လက်တရပင်ရတရကလီကိုင်းပြီးမှဆူတောင်အတင်းတရကလီရဲ့ကျွန်တော်စိတ်တတိကြနေတယ်ကြားနေတယ်စိတ်တတိအစဉ်ပြေးခြင်းနဲ့ကျွန်တော်လွဲချောနေတဲ့စိတ်တတိကျွန်တော်အယောင်းဝင်နေပတ်တယ်လွယ်လွယ်တယ်ငွေကြီးနဲ့လွယ်တယ်အိုးရင်လောက်ကိုင်းနေပတ်တယ်ပူညာမူညာဖြစ်တယ်အဲ့ဒီကိစ္စတွေလွဲချောပါသေးကြောင်းလွဲနေတာတွေအများဆုံးတဲ့ပါသေးကြောင်းလေးလေးစားစားအင်္ဂါတော့ရှေ့တောင်တောင်လက်ပြီးမှတရရရကလီကင်ဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတဲ့ကံမြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။နော်အဲ့ဒါလေးတစ်ချက်ရှိတယ်။ ကိုနေနေနဲ့ဆက်တဲ့တေလူယောက်ျားလူယောက်ျားတွေဒီချိန်မှာဝါတတာပဲပြောလူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆင်ပြေခြင်းတင်းလာအရှိရာကိုလည်းအာလူလေးကိုကိုင်းပြီးမှဆူတော့အတင်းအာလူလေးအိမ်မကြီးရဲ့လူယောက်ျားအလုံးမလုံးဘူးလှုပ်လှုပ်မှဖြစ်မှာအာအိမ်မကြီးရဲ့လူယောက်ျားကိုကိုရင်ကွန်ပျူတာသူမှမကပ်ဘူးကပ်မှဖြစ်မှာအပြင်ထွက်ရင်ပြဿနာဖြစ်လိမ့်မယ်ပြဿနာဖြစ်မှာကြောက်တယ်ဒါကြောင့်အိမ်မကြီးရဲ့လူယောက်ျားအိမ်မအေးသေးသေးနဲ့ကပ်ပြီးပူဇံပူဇံလှုပ်ချင်မှဂင်းဝေးပြီးအလောက်ကိုင်းနေလှုပ်ကိုလှုပ်ပြီးကိုရင်ကိုပြန်လာခြင်းအဖြစ် လူရောကြရီဓာပြည့်နေတဲ့ကိစ္စအများဆုံးအဆင်ပြေပါသေးကြောင်းတနင်္လာအရှိအရာကိုလက်အာလူကျော်လေးကိုအာလူလေးကိုကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွန်းလန်းမှာဖြစ်ပါတယ်ကိုနေနီးနဲ့ဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်းငွေကြီးနဲ့ပတ်သက်တဲ့ယာယီလွှဲချုံမှုငွေကြီးနဲ့အဆင်မပြေဘူးအိုးလောက်ကိုင်းနဲ့ပတ်သက်တဲ့ယာယီလွှဲချုံမှုတွေကျုံးနေတာဖြစ်ပါတယ်မင်းတွေကကြည့်လိုက်ရင်တော့အဆင်ပြေနေတယ်ဆိုသူတို့မှာငွေကြီးနဲ့ပတ်သက်တဲ့ အလွယ်လွယ်လွယ်မားစွာစီမံခွန်ကမှုအားနေတဲ့ကိစ္စတွေကြုံတွေ့ရတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာအထောက်အနားလည်းမရှိဘူး။အိုးအိမ်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမှာအမိန်နာခံမှုမရှိဘဲနဲ့အားလုံးကရှေ့မှာတော့အဆင်ပြေပြီးကိုယ်ရမှာလုပ်ချင်တယ်လို့လုပ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။မင်းနေတတ်ပြက်နေတာပါ။မင်းနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအလဲရာထူးထူးနဲ့ပတ်သက်တဲ့ကိစ္စမြေယာရီနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာအားလုံးကဝါတရပဲဗျို့။ ။ဒါကြောင့်မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေစင်ပြေခြင်းကြာသာပတိအနောက်ရကိုလက်ခုနာကင်ထားတဲ့အာလူးလေးကိုထပ်ကင်ပြီးတော့အနောက်ရလှည့်ပြီးမှဆူတောင်းအတင်အာလူးလေးရဲ့ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စလေးလုံးမဲ့နော်အပြောင်းကျွေးရာဒူးဒူးလေးလုံမဲ့မြေရည်နဲ့ပတ်သက်တဲ့လုံမဲ့ပညာကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေလုံမဲ့ဗျာအဲ့ဒီကိစ္စလေးတွေအစီအပြေကြီးနဲ့အများဆုံးအစီအပြေအောင်ကုညီစောင့်ကြတော့မူပါဆိုတဲ့အကြောင်းကြာသပတိအနောက်ရလက်ပြီးအာလူးလေးကင်ထူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆို့နေတော့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ ကိုနဲ့နီးနဲ့ဆက်သက်တဲ့ခီးစကားဝါတရပဲပြောကိုသွားခြင်းနဲ့ခီးကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းလို့သွားခွင့်ပြောခြင်းလို့ပြောခြင်းမရဘူးပြောဒါကြောင့်သွားခြင်းလို့သွားခွင့်ပြောခြင်းလို့ပြောခွင့်ရခြင်းနဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီဗုဒ္ဓတောင်းရကိုလက်ရေးလေးတောက်ပြီးမှသူတော်အတင်းရေးလေးကျွန်တော်ခီးစကားတွေလွဲနေတယ်ကျွန်တော်သွားတဲ့ခီးတွေကကျွန်တော်သွားမခီးဒီအန်ဒီကင်းနေပြောတဲ့စကားတွေအောင်မြင် ကြောကြခြင်းနဲ့ကျွန်တော်တို့လူသူများ၊ဂိုင်းသူများလူလူချိုချိုဖြစ်နေကြတဲ့အမြန်ဆုံးတည့်အောင်ကုညီဆောင်ချောက်တော်မူပါဆိုတဲ့အကြောင်း ပုံသူတောင်းရကူလှည့်ပြီးမှရေးလေးတောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနေနည်းတဲ့ဇာတ်တဲ့အစုအဖွဲ့အုပ်စုရိုးရဖို့လို့ဒိုးရကြောမှာဖြစ်ပါတယ်ဒီအချိန်မှာငွေကြီးတဲ့ပတ်သက်တဲ့ကိစ္စလေးဓာတ်စင်မဲ့ငွေတွေစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ကျင်နေဆိုရင်တော့ရိုးရတွေပေါ်မှာအဆင်ပြေမှာဖြစ်ပါတယ်ဗျာရိုးရဖို့လို့ဒိုးရကြောပြီးအမှုခင်းပြဿနာကဝေးကမှာဖြစ်ပါတယ်ရိုးရလေးတွေပေါ်မဲ့ဆိုရင်စနေတော့အနောက်တောင်တောင်လှဲ့နွားနိုးလေးကိုဖြော ြောပြီးမှဆုတောင်းဆုတောင်းပြီးမှတစုံတယောက်တို့သူကိုကုသိုလ်ပါပြုပါဗျာယောဘောလူတို့ကကြောပြီးအမှုကင်းပြတတ်တာလေဝေမဲဝေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်းရောက်လာမှာဖြစ်ပါတယ်ဒီအချိန်မှာမတိပတ်မတဲ့ငွေတွေထင်းငေါ်လွှဲချုံတွေထင်မိမဲ့ယောဘောလူဒီအချိန်မှာယောအားကောင်းနေတာဖြစ်ပါတယ်ယောဘောရင်တော့တို့ကကြောပြီးငွေကြီးများအဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်းရောက်လာမှာဖြစ်ပါတယ်အထူးသဖြင့်တင်းလာဒီမှာစနေကအောင်နောက်တောင်တော့လှည့်ပြီးမှာ နွားလူလေးကပ်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်နွားလူလေးကိုဆူတောင်းပြီးမှတစုံတယောက်သောသူကိုကုသိုလ်ပြုမယ်ဆိုရင်တနင်္လာနေ့အင်္ဂါနေ့တောက်ကြနေ့စနေနေ့ဒီမှာငွေကြီးနဲ့ပတ်သက်မှာအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်သေးနိုင်တော့ခွင်းလန်းပေါ်ပေါက်မှာဖြစ်ပါတယ်ဒီတစ်ပါးထဲမှာအကောင်းဆုံးကလည်းရိုးရဖို့ပါရိုးရဖို့ရင်တော့တို့ရကြုံမှာဖြစ်ပါတယ်ဒါကြောင့်ရိုးရဖို့ခြင်းနဲ့ပုံကအလုံးအားစနေတော့အနောက်တောင်တောင်လက်နွားလူလေးကိုဖြော့ ြောပြီးမှဆူတောင်းပြီးမှတစုံတယောက်သောသူကိုကုသပြုလုပ်မယ်ဆိုရင်ငွေကြီးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်အထူးသဖြင့်ဒီဘက်ရဲ့တင်းလာနေ့အင်္ဂါနေ့တောက်ကြနေ့စနေနေ့တွေမှာငွေကြီးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်လာတဲ့အခွင့်အလမ်းများရရှိမှာဖြစ်ပါတယ်ဗျာဒီနေ့ကတော့ကိုရဲ့6လ2025တင်းလာနေ့ဖြစ်ပါတယ်ဗျာတင်းလာနေ့လည်းကံကောင်းသေးတဲ့ကနန်းကြီးကတော့အောင်မလေးထီမှာဆိုရင်အနောက်ရကူလည်းရေးလေးတောက်ပြီးမှဆူတောင်းအတင်းရေးလေး ကျွန်တော်အောင်မလေးဒီလေးတွေစမ်းမယ်စမ်းတဲ့ဒီလေးတွေပေါက်ချင်နေဗျာဒါကြောင့်ကျွန်တော်စမ်းမဲ့ဒီကန်လေးတွေအများဆုံးပွင့်လောက်အောင်ကုညီဆောင်ကြပါဆိုတဲ့အကြောင်းဆုတောင်းဆုတောင်းပြီးလို့ရှိရင်ဒီတစ်ပတ်မှာ6တို့6တို့နော်ရှိတော့၅လို့ပါတဲ့ကဏ္ဍလေးတွေကန်စားမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ထီကံများအများဆုံးပွဲလမ်းမှာဖြစ်ပါတယ်ဗျာအားကြောင့်ထီကံလေးတွေစားမယ်ဆိုလို့ရှိရင်၅၆၈၉ဆိုတဲ့အခွေးလေးတွေကိုခွေးမင်းအမှ၉၆ဆိုတဲ့ကဏ္ဍလေးတွေ၈၅ဆိုတဲ့ကဏ္ဍလေးတွေကန်စားမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ ထီကံများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒါကြောင့်ရှင်ရမီမိသားစုနဲ့ပတ်သက်တဲ့ရေရာလေးရလွလွလေးလေးပြီးတာပါဒီနေ့တင်းလင်းလာနေမှာဖြစ်တော့စနေတော့အနောက်တောင်တောင်လွဲ့နွားလုံးလေးကိုဖြောပြီးမှဝဲပြီးမှတစုံတယောက်သောသူကို ကုသိုလ်ပြုမယ်ဆိုလို့ရှိရင်တော့တင်းလင်းလာနေအင်္ဂါနေ့တောက်ကြနေစနေနေ့များမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအထူးသဖြင့်ငွေကြေးများအလုံးလိုက်ခွင်းလိုက်ဝင်သိနိုင်သောအခွင့်အလမ်းမှာပေါ်ပေါက်မီဖြစ်ပါကြောင်းရှင်ညာမီမိသားစုကိုယ်စားဆရာကြီးမြန်မာပြည်မှလေးလေးစားစားလေး ရေဒီယာများတင်ပြပေးလိုက်ပါရဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ